ပိန်စီးလာတာမော်ပြီးရေခဲမုံစားတဲ့လူစပိန်စီးရင်နနတီလဲရောင်းရင်ဒီတယောက်တော့ဂျပန်ကတော့ရဲ့ညီပါရွာထဲရောက်ပြီးလိုက်ချောင်းနေတဲ့ပုံပဲဖြစ်ပါတယ်ခွကြီးကျုံဘောအမရဲ့ကင်ပြီးအတင်းဆောင်နေတဲ့လူနဲ့ဆက်စီပြပြီးတပ်ပုံရိုက်ချင်တဲ့လူနဲ့ကျွန်တော်လုံးဝလူပေါင်းမပါဘူးဗျာโอเคအဲ့ဒါဆိုရင်နောက်ကျွန်တော်ရဲ့ vlog ကိုကြည့်ကြည့်လိုက်ပါဦးဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်တော့ကျွန်တော်ပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့တငယ်ချင်းတွေစိတ်အားရန်ထက်တန်နေရတဲ့ရွာပေါင်း16ရွာတိတိကိုကျွန်တော်စပိန်နေပြီးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့မျိုးတွေကဘုန်းကြီးကျောင်းသားကပီးရလဲလိုက်မှာဆိုတော့ကျွန်တော်တို့သူ့ကို ဆောင်ရင်းနဲ့စပိန်လေးပါရင်နည်းနည်းရိုက်မှာပဲဖြစ်ပါတယ်အခုမြင်နေရတော့ကျွန်တော်တို့ဘိန်းလုံးနှလုံးပါတဲ့တန်ချောင်းလေးတွေပဲဖြစ်ပါတယ်ကျွန်တော်တို့စီးနေတဲ့ဟာလေးတွေပါဟုတ်ကဲ့ဒါတော့ကျွန်တော်ဘိန်းပါကျွန်တော်ဘိန်းရဲ့လက်ကင်နာမှာတော့ချပြီးတော့ချက်စိတက်ထားဆိုတော့တချို့ကကထင်လာလဲရတယ်ဟုတ်ပါဘူးလို့ပြောလိုက်ရသေးတယ်ဆရာတော်ရောက်ဦးကျောင်းသွားတယ်ဆရာတော်ရောက်ဦးကျောင်းသွားတယ်ဆိုပြီးသူအရင်လွတ်လပ်နေရပါရှေ့ဘေးနေတော့ထောင်းကုန်ပါပြီကျွန်တော်တို့လည်းလက်ရတော့မှဆိုပြီးမှအရင်ကပြောနေတာပါခပြား ပိန်နင်းလေးချမ်းလေးဆိုတာသူ့ကိုပြောတာပါဒါတော့ကုပောက်ပန်း၄၀ပြောနေတဲ့ကျွန်တော်ပဲဖြစ်ပါတယ်အခုမြင်တွေ့နေရတော့ကျွန်တော်တို့မှုဆင်ပြွဲမဟုတ်ဘူးပဲဖြစ်ပါတယ်ဗျာခုကျွန်တော်မူဆင်ပြနေစာရင်ထွက်ခွာပါပြီပဲဖြစ်ပါတယ်အဲ့ဒါနဲ့ကျွန်တော်60 speed နေပြီးမှသူတို့စပိန်ပြစ်ပြီးတော့စောင့်နေရပါတယ်စပိန်တော့မကင်နိုင်တော့ပါဘူး

အခုကျွန်တော်တို့ရောက်နေတာတော့ဆယ်လန့်ရွာရဲ့အကျော်နာရေကန်ကိုပဲရှောင်နေဖြစ်ပါတယ်။အော်ရေကန်မဟုတ်ပါဘူးချိုင်ခွက်ပါ။ Sorry ပါ။ကျွန်တော်တို့နေနေနေနဲ့အခုစပိန်နေနေနဲ့19ရွာတိတိကိုကျွန်တော်တို့ဖြောက်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့နဲ့အတူလိုက်ကြည့်ကြပါအောင်ခင်ဗျာလမ်းနဲ့ရှုခင်းရောခဏမှကြည့်နော်အခုကျွန်တော်တို့ခဏတော့ကြည့်ပြီးပေါ့လဲစတာနော်အခုကျွန်တော်တို့ရန်ကုန်ကနေတလားကိုကူးသလို့ ပြင်ပေါ်မဟုတ်တဲ့ဆက်လီနဲ့ကျွန်တော်တို့မူဆယ်ဖက်ကနေ16ရွာမှာကူးနေတာပဲဖြစ်ပါတယ်အခုကျွန်တော်တို့ကူးနေတဲ့ဒီမြစ်ကတော့ရွှေဒီမြစ်ပဲဖြစ်ပါတယ်။ကျွန်တော်တို့19ရွာကိုစတင်ဝင်ရောက်လာပြီပဲဖြစ်ပါတယ်။အဲဒါကိုရှုခင်းနေရတဘာဝဆန်ဆန်လေးနဲ့အဲဒါကိုလပ်ပါပါတယ်။ အဲ့လိုနဲ့ပဲကျွန်တော်တို့နင်းရင်နင်းနဲ့စကူရဖက်ကိုဝင်လာပါပြီမျိုးပြထဲမှာနေရတာအရင်ကမုန်းချက်တယ်ဗျတခါလေအဲ့မျိုးကျွန်တော်တို့ဒီရွာဖက်တွေလက်ကွက်တွေဖက်မှာအဲ့မျိုးစပိန်နင်းလာပဲဖြစ်ဖြစ်စင်ငယ်စီးလာပဲဖြစ်ဖြစ်ကျွန်တော်တို့အဲ့လိုမျိုးထွက်လာရရင်အရင်ကကြည်နူးစရာကောင်းပါတယ်ကြည်ကြပါအောင်ဗျာတို့တွေတို့များရွာပြန်ထိတ်ပါဗျာအချက်ဝက်တောက်တွေလာလုံနေကြတာဒါမှမဟုတ်ကျွန်တော်တို့ကတို့တို့နဲ့အတူတူရှေ့ပြန်လိုက်မထောင်ပါဘူးကျွန်တော်တို့စပိန်မှာဆက်နေပါတယ် ဲ့လိုနဲ့ကျွန်တော်တို့တငယ်ချင်းတွေနင်းလာလိုက်တာကျွန်တော်တို့ဥတီတဲ့နေရာကိုရောက်တော့မှာပဲဖြစ်ပါတယ်ဒီတယောက်တော့ကျွန်တော်တို့တောင်ပေါ်ဒေတာရဲ့ဆောင်းသွင်းကိုအန်သွင်းတော့အင်ဂျီလက်တူနဲ့ပဲနင်းနေဆိုတော့သူကချွေးလုံးဝမထွက်ပါဘူးကပီရတော့အရင်ပြောနေဆိုတော့စပင်းစီးတာတွန်းပြီးမှအောင်စီးတာပါကျွန်တော်တို့အားလုံးဟိုက်လိုက်ရတယ်အခုတော့စပင်းကကျွန်တော်တို့စီးတဲ့အလဲပြန်ရောက်လာပါပြီတွန်းရပါတယ် ုကျွန်တော်တို့မြင်တွေ့နေရတာကတော့ဒီဘက်ခြားတော့မြန်မာနိုင်ငံဖက်ပြီးတော့ဟိုဘက်ဆန်စီဟိုဘက်ခြားမှာတော့တရုတ်နိုင်ငံပဲဖြစ်ပါတယ်ဒီရွာတွေကရွာခံနေရဒီတန်စကာနားမှာဒီကျွန်တော်ဒေတာထွက်မြန်မာနိုင်ငံကဒီပစ္စည်းတွေပါတယ်ရောင်းနေတာပေါ့နော်ကျွန်တော်ဒီမြန်မာနိုင်ငံမှာထွက်တဲ့ဒီတိုင်းရင်းစေးဥမာလင်စီတို့ စာကြည့်စီတို့ကပောင်စီလေးတို့အဲအဲ့လိုမျိုးတွေသူတို့ကရောင်းချပေးနေရပါ ခုမြင်နေရတာတူပြီးပတ်ချံအဲ့ဒီပန်းချံထဲကဒီမန္တရာပဲဖြစ်ပါတယ်ဒီဘက်တော့ရောက်ရင်တော့တင်ညောင်ပင်းနဲ့အတူတပုံရိုက်ပြင်ပါရနော်ဘယ်လိုလဲဆိုတော့ညောင်ပင်းကပဲအရင် ပေါ့လာလမ်းအရင်ပေါ့တော့တော့ကျွန်တော်လည်းမသိပါဘူးညောင်ပင်းကတော့လမ်းလဲကောင်းပါပါအရင်ကိုလာပါတယ် နင်းနင်းနဲ့ပဲကျွန်တော်တို့ရေမူဆယ်မြို့ကိုပြန်ရောက်လာပါပြီခင်ဗျာကျွန်တော်လည်းဗီဒီယို vlog တွေအခုမှစလုပ်တာမလို့ဗီဒီယိုကြည့်ရတာစနစ်ပြေးတာတွေဗီဒီယိုနည်းနည်းရှင်းနေတာတွေဖြစ်ရင်အားလုံးသိခံပေးတာပေါ့တောင်းပန်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယို vlog လေးတွေဆက်ကြည့်ပေးဖို့တောင်းဆိုပါတယ်ခင်ဗျာကျေးဇူးအထူးတင်ရှိပါတယ်